အားလုံးပဲမင်္ဂလာပါကျွန်တော်ဖတ်ဘောရဲ့ live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးချူလိုက်ပါလိမ့်ဒီနေ့ကဆောင်းဘယ်မန်နေနေပေါ့နော်အဲ့ဒါ မနက်ပြောင်းမယ်ဆိုရင်ဗျာဟိုပင်ပန်းနေဆိုရင်တော့ကိုယ်အသင်းလေးอ่ะဒါကျွန်တော်တို့ premium ဖြစ်ရင်ဒါကျွန်တော်အမောပြေးတယ်ပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်လုံပေါ့နော်သူများတော့မသိကျွန်တော်တို့ဒါကျွန်တော်ဒီနေ့ဒါဆောင်းဝန်းကျွန်တော်အလုပ်ရှုပ်တွေ့တယ်မှာပါတယ်အလုပ်ရှုပ်တွေ့ဆိုတာကျွန်တော်ဒါ video လိုက်တာကျွန်တော် video ရဲ့ဒါကျွန်တော်ရဲ့ဒါဘောရဲ့ဒီစိတ်ပိုင်း direct ဒီစိတ်ပိုင်းတော့ပေါ့တော်တော်လေးကိုတီးတဲ့အစိတ်ပိုင်းတွေကတော့ခုလိုတော့ပြောလို့ရတဲ့အခြေအနေတခုရှိတယ်ပေါ့နော်အဲ့ဒါအဲ့ကျွန်တော်အလုပ်တွေရှိတယ်အလုပ်တွေမှာကျွန်တော်3-4ခုလောက်ရှိတယ်အခုတော့ကျွန်တော်မကြည့်ပါလားဟိုကျွန်တော်တို့ကားနဲ့မောင်းရှင်းနိုင်လောက်ရှိတဲ့ခရီးကိုဒါကျွန်တော်တို့နှိမ့်ချင်းပြန်ကျွန်တော်လေးနဲ့သွားရတယ်ပေါ့အဲ့တော့ ဒီလိုမျိုးပြန် manage မှာဗျာကျွန်တော်ပြောချင်တာကိုယ့်ရဲ့အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပြောချင်တာဗျာပြောရှင်းချင်တယ်အမှန်တိုင်းပြောတယ်ကိုချက်စီလို့အသင်းမျိုးနိုင်တယ်မနိုင်ဆိုတော့ကျွန်တော်ဘာလို့မဆိုဗျာကျွန်တော်ကိုပြန်မရဂျုံနဲ့တယ်ပေါ့ကိုအသင်းနဲ့ကိုခုနကပြောတယ်အောင်မြင်တဲ့အခါမှာအပြည့်ရမို့စပါးအသင်းကဘယ်တော့အောင်မြင်လို့တော့ပြောရမယ်ဆိုရင်အဲ့တော့ဒါကျွန်တော်မိုရီရှယ်ပိုချက်တီနိုမိတိုင်ရင်ခဲ့တာကျွန်တော် NDB လာဘိုးဝါဆိုတာမာတင်ဂျိုးတို့ကျွန်တော် Harry Redknapp တို့အဲ့ဒီကိစ္စတွေအပြည့်လာကျွန်တော်အောင်မြင်မှုအောင်မြင်တဲ့ကြောင့်လာမပြောနဲ့မသိချင်ဘူးပေါ့အဲ့တော့ အမှန်တမ်းပြောမှဆိုဘောနော်အဲတော့ Thomas Frank ကိုအများကြီးမျော်လင့်ခဲ့တဲ့တဲမှာကျွန်တော်ပါတယ်ကျွန်တော်ဒါနီးပြရတဲ့မှာကျွန်တော်နောက်ပိုင်းရောက်လာနီးပြရတဲ့တယောက်မှတိတ်ပြီးမမျော်လေအောင် Antonio Conte ကိုတော့နည်းနည်းလေးမျော်လင့်နေပါဘော Jose Mourinho တော့မှဒါကျွန်တော်အနေနဲ့ personally ပြောမှဆိုတိတ်ပြီးအရန်ကြီးမျော်လင့်နေတူတူမဟုတ်ပါဘူးဘောက်စောတာမှာ Jose Mourinho စပါးတင်ရောက်လာချိန်မှာအဲ့လောက်ကြီးအရန်ကြီးကောင်းနေနေတာမှတော့မရှိတော့ဘူးဘောနော်အဲ့တော့ ောချင်တာဗျာဒါကျွန်တော်လက်ရှိဒါ Tottenham Hotspur အသင်းပေါ့နော် Tottenham Hotspur အသင်းကြောင်းပြောရမယ်ဆိုတော့ဒါမနေ့ကပွဲစဉ်ကြည့်ကျွန်တော်တော်တော်လေးကိုထူဘူးသွားတယ်ပေါ့နော်ပြီးတော့ပူအစ်မကနေ့ကနေ့ဆိုပြီးဆောင်းအောင်ဆိုင်ကလေးနဲ့ခဏတော့ရမယ်ပေါ့နော်ပေါ်ဆိုလာအောင်အဲ့တော့ခုအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မင်းပြောစမ်းပြောင်းပြောင်းနေတာမဟုတ်ပါဘူးအားပြီးတဲ့အသင်းကိုယ်တိုင်စပါးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကိုရီးယားဘာဖြစ်မယ်မယ်ဘလူတွေတွားမယ်မယ်ကိုယ့်ဟာကိုမျောလင့်လို့ရတယ်နားလေတယ်ပြောစမ်းဒါပေမဲ့မနေ့ကခုနပြောလိုပေးတာကျွန်တော်သောမတ်ဖရန့်ကိုကျွန်တော်အများကြီးမျောလင့် လူတွေမှာကျွန်တော်ပါတယ်ဒါခမရဘုံဝင်လေးအဲ့ Orange Poster ကောင်းထွက်သွားတယ်တော့ friends ပါတဲ့အတွက်တကယ်တင့်တော်နေနေပြပြအောင်ဖြစ်မဲ့ကျွန်တော်နေမှန်မှန်ခဲ့ပြီပြဿနာတော့မဆိုတော့တော်တော်လေးကိုလက်ရှိမှာကစားရမှာကဘယ်လောက်ရှိအောင်မကျွန်တော်ဒါဆယ်ဘွဲပေါ့နော်ဆယ်ဘွဲဆော်ပြီးသားတဲ့အချိန်မှာတော်တော်လေးကိုဆိုးရွားနေတဲ့အနေထားတစ်ခုဆိုးရွားနေတော့ရလက်ပိုင်းရမှာပေါ့နော်စပါးတဲ့နေခုလက်ရှိမှာဒါကျွန်တော်အချိန်နေရအဲ့လောက်ပြီးတော့ဒါကျွန်တော်တို့ဇရားမှာလည်းအဲ့လောက်ပြီးဆိုးရနေမှာဒါပေမဲ့ vibe ပေါ့နော်ဒါခုနကပေါ့အသင်းရဲ့ဒါကျွန်တော်တို့ရှိတယ်ဒါကျွန်တော်တို့ဟိုတွားနေတဲ့ထုံဆိုင်ရာတော်တော်လေးကို တစ်မျိုးဖြစ်သွားပြီလို့မြင်တယ်။ဘာကြောင့်ဥမာကျွန်တော်ဒါမနေ့က Chelsea နဲ့ပွဲစဉ်မှာစပါးအသင်း1-0ဆိုတဲ့ရလနဲ့ရှုံးခဲ့တယ်။စပါးအသင်း1-0ဆိုတဲ့ရလနဲ့ရှုံးကျွန်တော်မှတ်နိုင်ပြောင် Chelsea ကိုကျွန်တော်အိမ်မှာဒါကြောင့် Ash Post ကုန်ပြီလို့ဆိုမှာတနည်းမှမနိုင်ပါဘူး။နိုင်ခဲ့တဲ့နေ့ဆိုလည်းမရှိဘူး။ Ash Post လောက်ပြီလို့ဆိုမှာကျွန်တော်4-1နဲ့ရှုံးနေတာကျွန်တော်တို့မနေ့ကဆို4-2နဲ့ထပ်ပြီးရှုံးနေ။အိမ်ကမှ4-2ပဲတုတ်တဲတာကျွန်တော်8-2တိတိပေးခဲ့ရတာဗျာဟုတ်တယ်မလား။ အဲ့လိုမျိုးပွဲစဉ်မှာနေမှာတော့မာဒါပြိတ္တနဲ့ကစားသမားနဲ့ဒါလားလေးဝင်ပြောဘူးကစားသမားတွေကဗျာနီးပြပေါ်လုံးဝလက်မရှိဘူးဒါမင်းကပွဲပြီးသွားတဲ့အချိန်မှာတဂျက်ပန်စကောမီဂီဗန်ဒါဗေးနှစ်ယောက်လုံးဝနီးပြပေါ်မှာတော်တော်လေးဟုတ်လားဒီပြတော့တော့မဆက်နိုင်ဘူး။ Legends Pass ကိုဒါကျွန်တော်တို့နီးပြပိုင်းလို့ဆက်တဲ့ချိန်မှာ Legends Pass ကနီးပြကိုသူ့စုပြီးဆဲပြီးတော့အဲ့တော့အမှန်တမ်းပြမလဲရှိမှာ Legends Pass ဆောက်ထုတ်လို့ကျွန်တော်မကြိုက်ဘူး။ဒါပုံမှန်လေးပါ Legends Pass လောက်တာမှန်တယ်လို့တော့မဆိုလို့မားတယ်လို့လည်းပြောလို့မရဘူး။ဟုတ်သုံးတာပေါ့လေလက်ရှိမှာဒီတစ်ခေါက် ရှုံးသွားခဲ့တာနီးပြရေး technical ပါအများကြီးပါတယ်။ဘာတွေလုပ်မှမသိကွင်းလယ်ပိုင်းကတော့သိရင်တော့ကျွန်တော်အလူအင်းရတာပဲလွတ်လပ်နေတယ်။ Kaisiro press လုပ်တိုင်းစပါအပြည့်ပြည့်ဖွဲသွားတာရုပ်ပေါက်လုံးဝကြီးတယ်လို့မြင်တယ်ပေါ့နော်။တသင်းလုံးမှာလက်ညှိုးထိုးပြီးချီချူးစရာဆိုလို့ Vicario တကောင်ကလွယ်ဘူးမှမရှိသေးဘူး။ပြီးတော့ Vicky Van Der Ven Vicky Van Der Ven ဆိုဒီဒီချိန်မှာဒါ adjustment ဖြစ်နေတဲ့ emotion ကိုသူ့ကိုယ်တိုင်ဝင်ထိပေးရမှာ။သူကလက်ရှိမှာလက်ထောက်ကျွန်တော်ဒါကပိန်တယောက်ဖြစ်နေဗျာကျွန်တော်ပြီးတော့မှအဝေလေကန်းတော့မှဖြစ်တဲ့ပြဿနာကိုဒါနီးပြနေရှင်းရှင်းဒါတို့ရဲ့ဆောက်ပြဿနာဒါပေမဲ့ public မှာလက်ထောက်နီးပြလက်ထောက်ဒါကျွန်တော်တို့အသင်းကောင်းဆောင်တယောက်နီးပြမှာလက်ထောက်ဒီအသင်းကောင်းဆောင်တယောက်အနေနဲ့ digest band ကိုတော့ပြန်ပြီးတော့လက်ရှိမှာလောက်အောင် digest band နဲ့တူတာကျွန်တော်အဲ့တော့ပြောချင်တာဗျာလက်ရှိမှာအသင်းရဲ့ vibe ကတော်တော်လေးကိုပြူခဲ့ပြောချင်တာဗျာ ash poster ကောက်ကူးနဲ့ tomb fresh ဆိုခွာတယ် ash poster ကောက်ကူးကဒီလိုမျိုးသွားလွှင့် ash poster ကောက်ကူးထ online ရဲ့အောက်နောက်ကောင်းငင်ကြသွားမယ်မြင် tomb fresh ကျတော့လူအေးပုံစံမျိုးဖြစ်နေပေါ့နော်လူအေးဆိုတာကျွန်တော်လက်ရှိမှာဒါဟိုသူ့ရဲ့ကစားသမားကြီးပြောချင်တယ်ဗျာဒါပုံမှန်လေအားမနိုင်ဘူး tomb fresh ပုံကြည့်ရတာကိုယ်ကစားသမားတွေကိုတိတ်နိုင်မယ်ပေါ့ပေါ့အဲ့တော့ ဒါက one day စရာ fight တခုဖြစ်တယ်ပေါ့အသင်းပျော်ရွှင်စရာမှာဒါကျွန်တော် Thomas Frank ကိုတိုင်ကဒါကျွန်တော်ကစားသမားတွေကိုသူ့ကိုယ်တိုင်ဒါကျွန်တော်မျိုးတွေထိုးပြီးလည်းလုပ်ခဲ့တယ်ပဲ Rallat ဖူးရရဲနှစ်ပွဲလောက်နေထားမှာမသိမဲ့ကျွန်တော်လက်ရှိမှာစပါးတင်ကဒါကျွန်တော်မနစ်ကပြတာရှင်းရှင်းလေးပြောမယ်ပေါ့ကျွန်တော်ဒါမနစ်ကဒါကျွန်တော်လုံးဝခွချုံချုံတယ်ပရီးမီယာလေးမှာခွချုံချုံတယ်ဘယ်ကောင်းမှလီးပြောက်တာကျွန်တော်လီးပြောက်တာကျွန်တော်လက်ရှိမှာ publicly လာပြီးတော့ကျွန်တော်တရားဝင်ကာဝယ်ခဲ့တဲ့ကောင်လို့ပက်ဒရိုပိုမနစ်က S poster ကိုတွေးဖို့မနစ်ကယူရိုပါလိရဲ့ဒါကျွန်တော်တို့ပထမအကြော့တွေမှာဟိုလူစင်းထဲမှာတော့မထက်ခဲ့တဲ့ Digest Spence က S poster ကိုဂလူးကိုလုံးဝအပြည့်အဝကာဝယ်ခဲ့တယ်။ဘာတွေဘလူကွာသွားလဲတော့အဝယ်လဲခန်းပြတယ်တော့ကျွန်တော်တို့မသိဘူးပေါ့နော်။ဒါစပါးတင်ကဒါအဝယ်လဲခန်းနဲ့ဆက်ပတ်နာတွေကသူများကြီးလောက်အပြည့်မထွက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မသိတာပေါ့နော်။ဒါပေမဲ့မိသူပင်စိုးစင်းကစပါးတင်ကလက်ရှိအနေထားတော်တော်လေးကိုပြုတ်ပြက်ဖြစ်စေနေတယ်။ အိမ်ငွေးမှာလည်းကျွန်တော်တို့14ပွဲမှာကျွန်တော်တို့အနေနဲ့နိုင်ထားတဲ့ပွဲစဉ်က4ပွဲပဲရှိတယ်။ဘလောက်ကြီးဆိုးရွားလဲပြကျွန်တော်ပြောရသေးတာအဝေးကွင်းလက်ချစ်စမချေဆိုကျွန်တော်ဘာမှမပြောနဲ့ကျွန်တော်ပြောရရှိရှိလေး။နောက်ဆုံးပြလက်ရှိကျွန်တော်ကွန်မန့်ထဲမှာပြောကြရပါတော့ကျွန်တော် at least ကျွန်တော်ရှုံးသွားခဲ့ရင်တော့ငါတို့တင်ကကျွန်တော်မြင်နေပြောသူပါပဲ။ဟိုဈာလက်ပိုင်းကကျွန်တော်သုံးမှတ်လို့ချင်တဲ့လူတွေပါပါတယ်မဲ့။မနေ့ကချက်စီးပွဲကိုကြည့်ပြီးတော့တော်တော်စိတ်ဖြစ်တယ်။ကျွန်တော်အမှန်တည်းပြောဒီနောက်ပိုင်းနေ့တွေမှာပေါ့နော်ဒါကြောင့်မိုးရွှေပိုချက်တီနိုခင်နောက်ပိုင်းမှာ ဒါအန်တိုနီယိုကွန်တီးဒါကျွန်တော်မရှိတဲ့စတီလီနီတို့ကျွန်တော်ဒါညူကာဆယ်ယူနိုက်တက်ကိုကျွန်တော်ပထမပိုင်းမှာလေးကိုပြတ်သွားတဲ့ပွဲမှာတောင်မှအဲ့လောက်တည်းကျွန်တော်စိတ်မပြတ်ဘူးပေးလိုက်ရတဲ့တွင်ကိုပေးကိုဒါသွားလိုက်ရတဲ့ပုံစံမျိုးအဖက်ဖက်ကကြည့်မယ်ဆိုဗျာဒါလုံးဝစိတ်ပြတ်စရာအိတ်ကလာကျွန်တော်ပြောတာဟုတ်ရှေ့ဘယ်လိုဆက်ကြမှာလဲကန်နာမဆယ်ပွဲပဲရှိသေးတယ်ဟုတ်တယ်ဟုတ်ကန်နာမဆယ်ပွဲလက်လက်ပိုင်းလက်မနိုင်ပြောလက်ရှိမှာဒါပရီးမီးယားလိမှာကျွန်တော်ကဒါ top top 6ဝင်နေတော့ကျွန်တော်ပြောရရှင်းရှင်းဥရောပဝင်ဝင်နေလဲဝင်နေတော့ ။ဒါမဲ့ဘက်မှာလည်း United လို့အသင်းမျိုးနဲ့ကံပဲဆိုကျွန်တော်တို့အချိန်တော့သိကောင်းတာတော့မဟုတ်ဘူး။အဲ့ခြားထဲမှာကံပဲဆိုတာကလည်း Copa Higgin လို့အသင်းမျိုးကတော့ကျွန်တော် Champions League ကံပဲတော့တိတ်ပြီးတော့အရင်ကြီးကခက်ခဲတာတော့မဟုတ်ဘူး။အဲ့တော့ဒါမဲ့ခုနကပြောသူပဲ။ကစားသမားကြီးနီးပြနဲ့လက်ရှိမှာကကျွန်တော်ကံတာပဲ10ဘောလောက်ပဲရှိတဲ့အချိန်မှာကစားသမားကြီးနီးပြနဲ့လုံးဝကွဲခြားသွားတဲ့ဥစားကြီးကလုံးဝလက်ခံနေစရာကြောင်းမရှိတာတော်တော်ပြောရသေးလား။ကစားသမားကြီးလည်းစောက်ပုံကြပါဘူးဒါမှလည်းပြောနီးပြရီပဲတင်ရဲစောက်ပြီးတန်းတော့သူရှက်လို့ရကစားမနည်းရပြီးလိုက်တဲ့ဘီကူမှာနီးပြရဲ့ဒါတိုက်တကယ်အားနေချက်တွေအများကြီးပါတာမဲ့ကစားသမားကြီးညံ့တာပြီးတော့ ဒီနှစ်မှာကျွန်တော်တို့ရဲ့ဈေးကြီးဆုံးခေါ်ယူမှုတွေတဲ့တစ်ခုဖြစ်တဲ့ Xavier Simons ။ကောင်းလေးရဲ့ confidence အားပျောက်ဆုံးသွားပြီ။ကျွန်တော်ပြောပြပါခင်ဗျားတို့ဒါခုနကကျွန်တော်အနေနဲ့ကျွန်တော်ဒါသူများအသင်ကစားသမားကျွန်တော်ကာကွယ်ခဲ့တယ်။ MLS မှာ Xavier Simons အနေနဲ့အ ਨੇ စုံ good to go ပြန်သွင်းဒါမှမဟုတ်ခုနကပြောဆိုဖန်တီးမှုတစ်ခုပြန်လုံမှကောင်းလေး environment ပြန်တက်လာမှာအခုလက်ရှိမှာကစားသမားကဘောလုံးကောင် control လုပ်နေရတော့ဒီလားကျွန်တော်ပြောတာ normal pass မှာပြောနေ passing ပြီးတာမှာပြောနေ တာမန်ဘောလုံးထိချက်တော့မမှန်တော့ပေးလာရတဲ့သင်ကိုလည်းသူ့ရဲ့အမားကနေပေးခဲ့တာဖြစ်တယ်အဲ့တော့ဘာတွေဘလို့ဖြစ်နေလဲတော့ကျွန်တော်တို့ကဘာလို့မသိတော့ service summons ကိုလုံးဝတော့ကျွန်တော်မမဲ့ရကျွန်တော်တို့ဒါဟိုသူ့ရဲ့ဒါကျွန်တော်ခြေစွမ်းရကျွန်တော် live stream မှာကြည့်ခဲ့ပို့ဒါကျွန်တော်သူ့ငယ်လေးခဲ့တဲ့ကဗျာကျွန်တော်တို့ဒါ MP4 တွေခက်ခက်ကဒါကျွန်တော်တို့ဟို MP4 video တွေမှာသူ့ရဲ့ဒါ video တွေဒါချစ်ခဲ့ last mass year product ဗျာဆောင်းဟောင်းကောင်းနေချာတယ်ဘယ်နေရာရောက် PS မှာဖြစ်ဖြစ်ဒါကျွန်တော်လက်ရှိဒါကျွန်တော်တို့ live stream မှာဖြစ်ဖြစ် performance ကအမြင်ကြီးပြခဲ့တယ်ဆိုတော့ ခုစမှာကျွန်တော်တို့ပွဲဆက်ဆက်ချင်းဒါဝက်ဆန်နဲ့ပွဲစဉ်မှာဒါဆက်ပီးစတွင်ကိုတကူကလွင်အခုကျင်းနေစားပြီးစမှုဘာမှပါသူ့ရဲ့အကောင်ဆုံးပွဲစဉ်တွေဘောကိုပြောပါ Brighton နဲ့ပွဲစဉ်မှာသူလူစားဝင်လာပြီသူ့ရဲ့ confidence အမြင့်ဆုံးနေထားမှာရှိတယ်ဒါပဲဒီလောက်ပဲအကျွန်တော်နေဒီလက်ရှိမှာကစားသမားကျွန်တော် flop တာမပြောဘာလို့ knee ပြရဲ့ knee စနစ်နဲ့ဘယ်လိုမှအဲ့လိုအဲ့တော့ knee ပြရဲ့ knee စနစ်မှာလည်းအများကြီးကြိုးစားရတယ်ဒါပေမဲ့အသင်းတစ်ခုအနေနဲ့ပြောမှဆိုလက်ရှိမှာလုံးဝမထိမ့်မှတ်ပဲနဲ့ဆယ်ပွဲကစားလက်ရှိမှာရက်လက်ပိုင်းရတော့အဲ့လောက်ကြီးမဆိုးရွားရနေတာဟုတ်တယ်ကွာ လုံးဝအောက်ကိုထိုးဆင်းသွားတာကတော့တော်တော်လေးကိုနှမျောဖို့ကောင်းတဲ့အနေအထားမှာရောက်သွားပြီ။ကြိုက်လာမဲ့ပွဲစဉ်တော့ပွဲချက်တွေကြီးပဲလက်ရှိမှာကျွန်တော်ဒါ United သွားကန်မယ်။ကျွန်တော် Arsenal သွားကန်မယ်။ကိုပြောတာကျွန်တော် PSG တို့ပါလည်းရှိုံမယ်။ဒီလိုစိတ်ဓာတ်တွေနဲ့ဘယ်လိုကန်ကြမလဲ။ပြီးပြောက်ယုံကြည်မှုရှိတဲ့ကစားသမိုင်းနဲ့ဘယ်လိုကန်ကြမလဲ။အလေးရှိမှာလည်းပိုင်ရှင်ကလည်းအပြောင်းလေးပေါ့ကျွန်တော်ပိုင်ရှင်ပြောပိုင်ရှင်ကလည်းရှိမှာအရင်တော့ကလည်းမတူတဲ့ပုံစံမျိုးနေတယ်အသင်းကိုမောင်းနေလို့ကြောင့်ဘာဒီဘလို့ဖြစ်မလဲကျွန်တော်နေမသိဘူး။ Thomas Frank ကတော့လက်ရှိမှာပိုင်ရှင်ကြီးကတော့အချိန်ပေးမှာပါ တက်လောက်ကြီးတော့ဒါကျွန်တော်တို့နေမလုပ်ဘူးလို့မြင်တယ်ပဲခုနကပေါ့ဒါကျွန်တော်မြင်ကြည့်တာနီးပြရရဆောက်ပြတော့ပေါ့အသင်္ကစားတမားဒီလဲဆောက်ပြတည်တယ်အများကြီးအများကြီးပါတယ်ရှင်းရှင်းလေးပဲအဲ့တော့အကုန်လုံးဘဒူးမှဒါကျွန်တော်အပြစ်ကင်ကိုစီမကင်ဘူးပြိတ္တတွေကတော့အကုန်လုံးတာဝန်ကျေးတယ်မပြိတ္တကတည်းကတာဝန်ကျေးဆုံးပဲဒါပဲရှင်းရှင်းလေးပြောလို့ဆိုတော့လောက်ပဲကျွန်တော်ကမနိုင်ဘဲဆိတ်ပြတယ် လောက်ပါဘလုံးပွဲတွေကိုကြည့်ရှုခြင်းလို့ဆိုရင်တော့ youth sport media 3 points ဆိုနဲ့ဒီ fight တို့မှာကျင်းလို့ဆက်ပါဝင်လို့ရပါတယ်။မြန်မာရဲ့ကလစ်ဖုံမမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေဆိုမောင်ကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာ AA ဆက်ဆက်တွေ့ကြရပါတော့။အားလုံးကြိုတင်ပါတယ်။မြန်မာရဲ့ကလစ်ဖုံမမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။ဒေးပါဗျ။